အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ရဲ့လူဦးရေဟာကနေဒါတနိုင်ငံလုံးမှာရှိတဲ့လူဦးရေပမာဏနီးပါးရှိပါတယ်။ကုလသမဂ္ဂကမဂါစီးတီးစ်တွေရဲ့ထက်ဝက်ကျော်ဟာအာရှဒေသမှာရှိပါတယ်။လူဦးရေ42တန်းနီးပါးရှိတဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ဟာဒီနေ့ခေတ်ကမ္ဘာလူဦးရေအများဆုံးမြို့ဖြစ်လာပါတယ်လို့ပြောပါတယ်။နိုင်ငံအလိုက်ရေတွက်ပုံစနစ်တွေကိုတပြေးညီဖြစ်အောင်ကုလသမဂ္ဂကပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ပြီးတဲ့နောက်မှာတော့တပ်ဝင်လှုပ်ရှားမှုတွေများပြီးရင်ကျော်ပိတ်ဆို့မှုတွေများတဲ့အင်ဒိုနီးရှားမြို့တော်ဟာ အရင်ကထိတ်ဆုံးနေရယူခဲ့တဲ့တူချူမြို့တော်ကိုကျော်တက်သွားတာဖြစ်ပါတယ်။ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးရာဌာနကထိရောက်တဲ့စီမံကိန်းတွေရေးဆွဲဖို့အတွက်အချိန်ကြိုက်ပြီးတိကျမှန်ကန်တဲ့အချက်လက်တွေကအဓိကကြပါတယ်လို့ဆိုပါတယ်။လက်ရှိမှာဂျကာတာမြို့ဟာလူဦးရေ42တန်းခန့်နေထိုင်ရာအင်အားဖြစ်လာပြီးသူ့နောက်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့က38တန်းဂျပန်နိုင်ငံတိုကျိုမြို့က33တန်းနဲ့အသီးသီးရပ်တည်နေပါတယ်။ကုလသမဂ္ဂကတော့ ခမန်းချက်တွေအရတော့တိုးတက်မှုများဆန်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ဟာ2050ခုနှစ်ကျရင်ဂျာကာတာကိုကျော်ပြီးကမ္ဘာအကြီးဆုံးမြို့ဖြစ်လာနိုင်ခြေရှိတယ်လို့ပြောပါတယ်။လူဦးရေတွေတိုးပွားလာတာနဲ့အမျှဒီမြို့ကြီးနှမြို့စလုံးဟာကြီးမားတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာ၊မြေအောက်ရေအလွန်ကျွံထုတ်ယူတာနဲ့လင်းမြန်တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်ဂျာကာတာမြို့တော်ဟာတဖြည်းဖြည်းမြေအောက်နေဝင်လာနေပါတယ်။ဒါကြောင့်လဲ တာဝန်ရှိသူတွေကဘော်နီယိုကျွန်းပေါ်မှာမြို့တော်အသစ်တစ်ခုတည်ဆောက်နေကြတာဖြစ်ပါတယ်။အီရန်နိုင်ငံကလည်းရေရှားပါမှုပြဿနာကြောင့်လူဦးရေ၁၀%ရှိတဲ့သူတို့ရဲ့မြို့တော်ကိုနေရရွှေ့ပြောင်းဖို့စဉ်းစားနေပါတယ်။ University of Alberta မြို့ပြဆိုင်ရာ Institute ကမတ်တာဇာဟိုက်တာကဒါကတောင်အာရှနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာမြင်နေရတဲ့အခြေအနေမျိုးပါပဲ။မြို့တွေမှာလူဦးရေတွေတိုးပွားလာနေပေမဲ့ အရင်မြစ်တွေကလုံလောက်မှုမရှိကြပါဘူးလို့ပြောပါတယ်။ကုလသမဂ္ဂရဲ့အစီရင်ခံစာအရကမ္ဘာလူဦးရေ8.2ဘီလီယံရဲ့55ရာခိုင်နှုန်းဟာမြို့ကြီးတွေမှာနေထိုင်ကြပြီး1950ခုနှစ်ကပမာဏနဲ့ရှင်ရင်နှစ်ဆကျော်ရှိပါတယ်။2050ခုနှစ်ကျရင်ကမ္ဘာလူဦးရေတိုးပွားမှုရဲ့သုံးပုံနှံပုံဟာမြို့ပြနေရာတွေမှာဖြစ်လာမယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်ခင်ဗျာ။